အားလုံးပဲမင်္ဂလာမြတ်ဖို့ဘောရဲ့စီချန်နယ်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဘောဘူးတင်းတဲ့မန်စီးတီးတင်းလို့ရဲ့ဝယ်ပြီးသုံးသက်ချက်လေးကိုကျွန်တော်ညီကိုနဲ့အတူလုပ်ပြီးသွားချင်ပါတယ်နော်ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ဒါစီးတီးအသင်းကိုဝေခွင့်ရနေတော့တာ3စီးဆိုတဲ့ရလနဲ့ရှုံးခဲ့တဲ့အတွက်ကြောင့်မလို့လက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့အဆင့်ဇေယျရဲ့ဒီ good team good good team plan ကြောက်ပေါ့လေဒါအဆင့်ဇေယျရဲ့အဆင့်ရှစ်မှာရက်တည်သွားရက်တည်သွားခဲ့ရည်လည်းဖြစ်ပါတယ် ကျွန်တော်တို့လီဂါပူးတင်းရဆိုလို့ရှိရင်ဒါတိုက်စစ်က18ကိုတွင်လိုက်လို့ဒါခံစစ်ကဆိုလို့ရှိရင်ကျွန်တော်တို့17ပွဲပြီးဆုံးသွားတဲ့ချိန်မှာ18ကိုတော့ပြီးထားရတာပေါ့လေဒီဟာကတော့ကျွန်တော်တို့ဒါလီဂါပူးရဲ့ခံစစ်လာလို့တော့မှမေးရမယ့်ပုံစံမျိုးတော့ဖြစ်နေပေါ့လေကျွန်တော်တို့ခုဆိုလို့ရှိရင်ဒါယာဒီဆ17ပွဲပဲရှိရကျွန်တော်တို့ဒါ၅ပွဲတော့မှရှုံးသွားတဲ့ပေါ့လေဒါဝေကွင်းမှဆိုလို့ရှိရင်ဒါ၄ပွဲဆက်တိုက်ရှုံးတာလည်းဖြစ်ပါတယ်ဒါပထမဆုံးခရစ်ဆယ်ပေးလေးကိုရှုံးတယ် ်ချယ်ဆီကိုရှုံးတယ်ပြီးတော့ဒီဘရန်ဖို့ရှုံးတယ်ခုဆိုလို့ချင်းဒါမန်စီးတီးကိုရှုံးတယ်ကျွန်တော်တို့မန်စီးတီးကိုဆိုလို့ရှိရင်ဒီနေ့မှဆိုကျွန်တော်လီဗာပူးအသင်းရတာအဖက်ဖက်ကမရှင်နိုင်ခဲ့ဘူးပေါ့လေကျွန်တော်တို့ဒီနီးစနစ်ပိုင်းရရောခြေစွမ်းပိုင်းရရောဒါမန်စီးတီးအသင်းဘလို့မှမရှင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုလို့ရှိရင်ဒါမန်စီးတီးအသင်းရဆိုလို့ရှိရင်ကျွန်တော်တို့အဓိကကွင်းလဲကိုကျွန်တော်တို့ဒီဘလို့မှမကြော်နိုင်အောင်ပေါ့လေ ဒါကွန်းလေအဓိကဒီနီကိုကိုဇာလက်တို့ဘာနာတို့ဆေးပါတို့ဘလို့မှပြပါဘူးတင်ရမကြော်နိုင်ခဲ့ပြီးတော့ဒါကျွန်တော်တို့တို့ရဲ့ဒီခံစစ်လိုင်းအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘလို့မှမကြော်နိုင်ခဲ့ဘူးကန်တွင်းကွန်းနေဆိုလို့ရှိရင်တိတ်ပြီးတော့မရခဲ့ဘူးဒါခုနှစ်ချိန်ကန်တဲ့နေရာမှာတစ်ချိန်ဒါကိုပေါက်တဲ့အဲ့ဒီချိန်ကလည်းကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်လီဗာပူးအသင်းနေနေတာဘောလုံးပိုက်ဆိုင်မှုနည်းနည်းအသာစီးပြန်ရလာပြီးတော့ဒါ ီကဘူးကိုဘောလုံးပေးကြိုင်ကြည့်ရမှာဆိုလို့ရှင်ကျွန်တော်မှစီးတီးအတင်းရဆိုလို့ရှင်တို့ AC defense နဲ့ပဲဒါဆော့သွားတာလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရီယယ်မထွန်းတဲ့ပွဲတော့ကတကယ်ကောင်းလာပါရည်ရဲ့ဆိုတော့ကျွန်တော်တို့လီဗာပူးပတ်ချန်ကြီးလို့ရှိရင်ညာပတ်ချန်ပေါ်လေးဒီကျွန်တော်တို့ဘတ်လီနဲ့ကူနာတီရှိတဲ့ညာပတ်ချန်ဒီကျွန်တော်တို့မန်စီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ချန်ပေါ်ဒါဒိုကူကဒီဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီဘက်ချန်ကိုပဲအဓိကထိုးပေါက်ခဲ့တယ်ပြီးတော့ ိုကူကိုဆိုလို့ရှိရင်လီဗာပူးရဲ့ဒီ defensive line ကကျွန်တော်တို့မထိန်းနိုင်ခင်ပေါ့လေဒိုကူကဆိုလို့ရှိရင်တော်တော်ကြီးကိုဒါကောင်းတယ်လို့ပြောရမှာပေါ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်သူဒါဂိုးဆိုလို့ရှိရင်လည်းတကိုးရခဲ့တယ်ဒါကျွန်တော်ပထမဦးဆုံးကြီးဂိုးမှာဆိုလို့ရှိရင်ဒီပနယ်တီမှာဆိုလို့ရင်ပနယ်တီရရင်ဆက်ပြောရမှာလို့ပနယ်တီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကူနာတီနဲ့ဒီဘတ်လီရဲ့နားလည်မှုလွဲရတယ်ဖြစ်ရဘတ်လီကဒီလမ်းကြောင်းလွဲပြီးပြီးတော့ကူနာတီကိုဒါဖြတ်ထုတ်ဖို့အတွက်လမ်းကြောင်းလွဲပြီးလိုက်တဲ့အချိန်မှာကျွန်တော်တို့ကူနာတီက သူနားလည်မှုလွယ်ပြီးတော့ဒီဒိုဘူးကရပါတယ်အဲ့ဒါကိုကျွန်တော်တို့ကိုသမားထွက်ဆွဲတဲ့အခါမှာဒီမြည်ပြီးတော့ဗောလေဒါကိုသမားနဲ့ဒိုဘူးနဲ့ညှိပြီးတော့ကျွန်တော်တို့ပင်နတီပေးရတယ်တော်သေးရဲ့အဲ့ဒီမှာဆိုလို့ရှိရင်ပင်နတီကိုဒါကျွန်တော်တို့ရဲ့ကိုသမားမမတက်ရှိပြီးကာကွယ်သွားနိုင်ခဲ့တယ်ဒါပေမဲ့လည်းကျတော်တို့ဒီထုံးလာနိုင်ပဲပေါ့ဒါပထမပိုင်းမှာဆိုလို့ရှိရင်ကျတို့တကူပြေးလိုက်ရအဲ့ဒီကူမှာဆိုလို့ရှိရင်လည်းဒါကုနာတီရဲ့ဒီဖြတ်ထုတ်မှုမတည်တတ်တာလည်းပါတာပေါ့လေဒါကျတော်တို့ အဲလင်းဟာလန်းနေတော့ခေါင်းတိုက်သွင်းသွားခဲ့ပြီးတော့ဒါကျွန်တော်တို့ဒီနောက်ထပ်တကူဆိုလို့ရှိရင်ဒီပထမပိုင်းမှာပဲပေါ့လေကျွန်တော်တို့မီကိုကွန်ဇာလက်ကနေတော့ဒီမီကိုဆက်ဝိုင်းထိတ်ကနေတော့ဒါဒါတိုက်ကိုကန်ထည့်သွားတာဒါဘာဂျဲပန်တိုင်းနဲ့ဒီသူကတော့ဖြတ်ထုတ်တာလို့ထင်တာပဲပေါ့လေဒါသူ့ရဲ့ခြေောက်နဲ့ထိဘောလုံးလမ်းကြောင်းလွဲပြီးတော့ဒါဝင်သွားခဲ့တယ်ဒီဒိုကူးကန်တဲ့လုံဆိုလို့ရှိရင်ဝေးရနေတော့ဒါဒုတိယပိုင်းမှာကန်တဲ့လုံဆိုရင် ျွန်တော်တို့ဒီကိုနာတေးတစ်ချက်ခောက်ပြီးတော့ဗောလေဒါအဝေးရက်လေးကန်ထဲပါအဲ့လုံးဆိုလို့ရှိရင်တော်ရို့ဒါကောင်းပါတယ်ကျွန်တော်တို့လီဗာပူးတင်းရဆိုဒီနေ့မှဆိုရင်ပီးလဲရတဲ့ဘောလုံးကြီးကတကယ်ကကြောင်ဘောလုံးကကြောင်လုံးနေပြီကျွန်တော်တို့နင်းကကပိတ်သွင်းသွားမှုနဲ့ဒါအဝေးရက်ကန်ချက်တွေနေပြီဒီဟာလန်တစ်လုံးဆိုလို့ရှိရင်ဒါကျွန်တော်တို့တတော်ရို့ကောင်းပါတယ်ဒါပြောမယ်ဆိုလို့ရှိရင်ကိုနာတေးရဲ့လိုအပ်ချက်လည်းပါကောင်းပါနိုင်တယ်ဗောလေ ဒီနေ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးတင်းနေတယ်ကအဖက်ဖက်ကနေကြောကျွန်တော်တို့မရှင်နိုင်ခဲ့တာလို့ပြောလို့ရပါဘို့လေဒါကျွန်တော်တို့လီဗာပူးတင်းရဆိုလို့ရှိရင်သူတို့ရဲ့ဒီဒီဘူးရဲ့တိုက်ဆက်ပိုင်းအရဆိုသူတို့ရဲ့ defend line ကိုလည်းဘလို့မှမကြုံနိုင်ခဲ့ဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီဘူးအတင်းရဆိုလို့ရှိရင်ဒီမန်စီးတီးရဲ့ဒီကျွန်တော်ကွင်းလေကိုလည်းဘလို့မှကိုမရှင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တသင်းလုံးဒါနီစနစ်ပိုင်းရရောခြေစွမ်းပိုင်းရရောလိုအပ်ချက်တွေများစွာရှိခဲ့တဲ့ပွဲလို့ပဲကျွန်တော်တော့ဒါ ြောမယ်ဆိုလို့ရှိရင်မှတ်ချက်ပေးခြင်းတယ်ဗောလေဒါကျွန်တော်တို့ဘသူ့မှာတော့အပြစ်မပြောခြင်းပါဒါ CD ရဲ့ကွင်းမှာကျွန်တော်တို့ဟိုဒီလောက်ကြီးကိုပြက်ရှုံးနိုင်မယ်လို့တော့မထင်ဘောလေဒါအနေဆုံးတည်ရောက်တော့ကစားနိုင်မှာပါဒါပေမဲ့ဒီပြအာနီဆလော့ကလည်းသူလူထုတ်ပုံမှန်ကန်ပါတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရဲနဲ့ပွဲတော့ကလူစင်းနိုင်မယ်သူထုတ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါ CD ရဲ့အင်ဇာကိုတည်တည်ချာချာလောက်ထားတဲ့ဒါသူတို့ရဲ့ဒီပြောမယ်ဆိုလို့ရှိရင်အင်ဇာကိုတေချာလောက်ထားတဲ့အတွက် ျွန်တော်တို့လီဗာပူးတင်းနေတဲ့တကယ်ကိုခက်ခဲခဲ့တဲ့ပွဲတော်ပဲပေါ့လို့လည်းပြောလို့ရတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါဖက်ဖက်ကမရှိနိုင်ခဲ့ဘူး။ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်ဒိုဘူးအဓိကစီးရီးနေနဲ့တည့်ပြီးတော့ဆော့လာရလို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီဘက်ကကြီးပဲထိုးပေါက်လာဒီဒီနေ့မှဆိုလို့ရှိရင်ဒီတကွဲလုံးနှီးပါပဲပေါ့လေ။ဒါသူထွက်သွားတဲ့အချိန်မှဒါကျွန်တော်တို့တခြားနေရာတွေကနေပြန်ပြီးတော့ဒါဒီဘာဘူးဒုက္ခပြီးရပထမပိုင်းရောဒုတိယပိုင်းမှာအောင်ဆိုဒီဒိုဘူးရဲ့ ချမ်းနေတော့ပဲအဓိကထားပြီးတော့တာထိုးပေါက်ပဲထိုးကိုဆိုရင်လည်းကျွန်တော်တို့ဒီဘဘူးရဲ့ဒီ defend line အဆိုဘလို့မှမထိန်းနိုင်ခဲ့ဘူးသူအချိန်ချင်းတာကြော်ဖြတ်တာကိုခံခဲ့ရတယ်ပေါ့လေအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါဒီနေ့မှဆိုလို့ရှိရင်ဒီနေ့ရှုံးသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လီဗာပူးတင်ရဆိုလို့ရှိရင်လက်ရှိဒါအမှတ်ပေးစရာရဲ့အဆင့်၈ကိုရောက်သွားပြီလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒါဆက်တပွဲကလာပြီးတဲ့ချိန်မှာ6ပွဲနိုင်ပြီးတော့ကျွန်တော်တို့ဒါ9ပွဲရှုံးရှုံးခဲ့တဲ့9ပွဲရဆိုလို့ရှိရင်ကျွန်တော်တို့ဒါအဝေးခွင့်ရရဲ့4ပွဲဖြစ်ပါတယ်အိမ်ခွင့်မှာ2ပွဲပေါ့လေအဲ့ အဲ့တော့ကျွန်တော်တို့ဒီဘဘူးအသင်းနေနဲ့ဒီ international break ပြီးလို့ရှင်တော့ကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ပြန်လာဖို့အတွက်မျှော်လင့်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးလုံးလက်ချလေးနဲ့တွားနိုင်မယ်ဆိုလို့ရင် champion league ဝင်ဖို့တော့မနေရုံးကြရမယ်အနေထားမျိုးရှိတယ်ဒါပေမဲ့ဒီတပွဲရှောင်းရောင်လောင်းနဲ့တော့ဘာမှတော့မဖြစ်သေးပါဘူးကျွန်တော်တို့ဒီ international break ပြီးလို့ရှင်တော့ကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့မြင်တွေ့ရနိုင်ပွဲရှိတယ်လို့ပဲကျွန်တော်တော့ဒါမှတ်ချက်ပေးခြင်းနဲ့ပေါ့လေအဲ့တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါရှုံးသိမ်းရှုံးထိုင်းလို့ရှုံးတာပါကျွန်တော်တို့ ဒီဘက်ကညံ့တာတက်စားလို့ရှိရင် CD တင်ကတော်တော်ကြီးကိုကောင်းပါတယ်ဒီနေ့ CD တင်ကိုတကယ် appreciate လုပ်ချင်တယ်ပေါ့လေဒါ CD တင်ပက်ကွာယူလိုက်ဒီနီးစနစ်ပိုင်းဆိုင်ရာတော်တော်ကြီးကိုမှဒါဒီဘက်ကတင်ကိုတော်တော်ကြီးကိုထိုးနှက်ချက်ထိရောက်ခဲ့လို့ပြောရမှာပေါ့လေအဲ့တော့ဒီကိုအနေနဲ့ဒီပွဲစဉ်နဲ့ပတ်သက်လို့ဘယ်လိုမျိုးမှတ်ချက်ပေးချင်လဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ